။ဥရောပဖလားရည်ဆိုရင် လာလာအဝါဆိုတဲ့ချက်စီပိုလန်မှာကျင်းပခဲ့တဲ့ Conference League Final ကနှစ်သင်းပေါင်း၅ဂိုးပြည့်ခဲ့ပြီးချက်စီကဘတ်တစ်ကို၄ဂိုးတခုရလတ်နဲ့အနိုင်ရပိုဆွဲခဲ့ပါတယ်။ချက်စီအနေနဲ့ပွဲချိန်အစောပိုင်းမှာဂိုးပေးလိုက်ရပြီမယ်။ဒုတိယပိုင်းအလျောက်ကိုးဘက်မှာရဲ့ခြေစွမ်းပြသမှုနဲ့အတူပြန်လာခဲ့တဲ့အပြင်ဂိုးလေးလေးသွင်းခဲ့တာပါ။မမရေရပြောရရင်2021နောက်ပိုင်းပထမဆုံးဖလားစကူကအောင်မင်းရဲ့ဘဝရည်တစ်ခုကိုဖျက်ဆီးနိုင်ခဲ့ပါတယ် အတိတ်တမန်ရဲ့ရှော့ကွန်ဖရင့်လီကိုပထမဆုံးကင်ပြောင်းနိုင်ခဲ့ပြီးနောက်ချယ်ဆီဟာဘယ်အသင်းမှမရဘူးတဲ့မှတ်တမ်းတစ်ခုပိုင်ဆိုင်သွားပါပြီချယ်ဆီဟာဥရောပပြိုင်ပွဲရဲ့စူပလားအလုံးကိုစွခိုးနိုင်တဲ့ပထမဆုံးကလပ်အဖြစ်လှလပပမှတ်တမ်းရေးထိုးခဲ့တာပါကြည့်ရတာကတော့ UEFA ရဲ့ဥရောပမေဂျာဖလားတွေဆိုရင် လာတာအပွားဖြစ်နေတာပါအတင်းရဖလားပြိုင်ကားထဲမှာဥရောပမေဂျာဖလားတွေစုံလင်သွားပြီးချယ်ဆီဖန်တွေအတွက်အင်မတန်ကုန်းစရာကောင်းပါတယ် ချန်ပီယံလိနှစ်ကြိမ်ယူရိုပါလိနှစ်ကြိမ်အခုကွန်ဖရင့်လိတစ်ကြိမ်ယူယက်ဖေကပ်ဝန်းနာကပ်နှစ်ကြိမ်ဥရောပစူပါဖလားတစ်ကြိမ်စသဖြင့်ရောင်းဝယ်နိုင်ခဲ့တာဖြစ်ပါတယ်။လီဗျာမော်ရက်စကာရဲ့ပထမရာသီကပရီးမီးယားလိအဆင့်လေးရပြီးချန်ပီယံလိဝင်ခွင့်ရခဲ့တဲ့အပြင်ကွန်ဖရင့်လိကိုပါထူးထူးကဲကဲပိုင်ဆိုင်ခဲ့တာပါ။ကွန်ဖရင့်လိကချယ်ဆီအသင်းအတွက်အောင်မြင်မှုစတင်မှဖြစ်လာနိုင်ကြောင်းမာရက်စကာကပြောပါဗါး Chelsea ဟာ2024-25ဘောလုံးရာသီမှာ Premier League အဆင့်လေး FA နဲ့ Carabao Cup မှာစတုတ္ထအဆင့် Conference League မှာ Champion ဖြစ်ခဲ့တာပါ final မှာလကိုပန်ဒီကပွဲကိုပြောင်းလဲစေခဲ့တဲ့ကိုပယ်မာကတွင်းကို15ခုနဲ့ဂိုးသွင်းများဆုံးဖြစ်ခဲ့ပါတယ်။တော့ပိုလီဦးဆောင်တဲ့လုံလန်းစုကချက်ဆီအသင်းကိုလွှဲပြောင်းရယူပြီး3နှစ်တာအတွင်းပြောင်းရွှေ့ချေပေါင်း1ဘီလီယံကျော်အသုံးပြုခဲ့ပါတယ်။ of life.